အင်္ဂလိပ်လိုပြောနိုင်ဖို့အင်္ဂလိပ်လိုရေးနိုင်ဖို့ဆိုရင်ဒီအခြေခံဝါကျတည်ဆောင်နည်းလေးကိုသိထားဖို့လိုတယ်နော်ဟုတ်ပြီဒါကို word order လို့ခေါ်တာပါနော်ဒီအင်္ဂလိပ်စာနဲ့မြန်မာစာနဲ့မတူဘူးမြန်မာစာမှာကအမြဲတမ်းကရိယာနောက်ဆုံးမှထားတယ်ဝါကျရဲ့နောက်ဆုံးမှထားတယ်အင်္ဂလိပ်စာကျအဲ့လိုမဟုတ်ဘူး subject လာမယ်ပြီး verb လာမယ် object လာမယ် subject ကပြုလုပ်သူ verb ကကရိယာ object ကကျတော့အပြုခံရသူ ြီးရင်ဘာလာမလဲဆိုရင်မန်နာမန်နာဆိုတာအပြုတ်မှုပေါ့နော်ဘလိုသွားလဲဘလိုလာလဲအဲ့လိုမျိုးပေါ့နော်သူကမိကုမိမယ်ဆိုရင်ဘလိုပြီးရင်နေရအဲမိကုမိမယ်ဆိုရင်ဘယ်နေရအဲ့လိုမျိုးပေါ့နေရလာမယ်ပြီးရင်ဘာလဲဆိုရင်အချိန်လာမယ် time အဲမိကုမိမယ်ဆိုရင်ဘယ်အချိန်လဲ when ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် reason အကြောင်းပြချက်ဒါမှမဟုတ် purpose ယူရချက်အဲမိကုမိမယ်ဆိုရင်တော့မိကုစကလုံး why နဲ့မိရတယ်ပေါ့နော်အဲဒီလိုမျိုးလေးသူကအစင်လိုက်လာတယ် တစ်ခါကြီးကြရင်လည်းအကုန်လုံးမပါဘူးတစ်ခါကြီးကြရင်လည်း subject ပါမယ် verb ပါမယ်ပြီး object ပါခြင်းမှာပါမယ်နေရာပြပေါ့ place ပါရင်ပါမယ်တစ်ခါကြီးကြရင် place မပါဘူး time ပါမယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ place ရယ် time ရယ်ပါလာပြီဆိုရင်တော့အဲ place ကအရင်ရေးတယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ပြီ position တော့အောင်နမူနာဝါကျလေးနှစ်ကြောင်းအကြည့်ကြည့်အောင်နော် my brother ဒါ subject bought ဝယ်ခဲ့တယ်ဒါ verb a new laptop a new laptop ဒါ object subject verb object ပြီးပါလဲဘလို့ဝယ်ရလဲမြန်မြန်ဝယ်ခဲ့တယ်အဲ့ဆိုရင် quickly at data man လာဘယ်မှာဝယ်ရလဲ at the mall shopping mall မှာပေါ့နော်ဒါနေရာပြ pop place ပြီးရင် yesterday ဘယ်တော့ဝယ်ရလဲမနေ့ကဒါ time အဲ့လိုမျိုးပေါ့နော်အဲ့တခါလေးကြရင်လဲဒီ time လို့ကတော့မှရှေ့ဆုံးမှရေးပြီး comma ခံပြီးရရလဲရှိဥပမာ yesterday comma ပြီး my brother bought a new laptop quickly at the mall အဲ့လိုရေးလဲရတယ် တဲ့ပုံမှန်များသောအားဖြင့်တော့ဒီလိုမျိုးလေးစင်ပြီးရေးပေးရတယ်နော်ဟုတ်ပြီ နောက်တစ်ကြောင်းဆက်ကြည့်အောင် she as a subject bought where get a verb ဘာဝယ်တာလဲ a ticket object လမ်းမတစ်စောင်းဝယ်ခဲ့တယ်ဘယ်မှာဝယ်ရလဲ at the station ပူတာယုံမှာဒါ place နေရာပြပုတ်ဘာလို့ဝယ်ရလဲ to see her from family ဒါကြတော့ purpose ယူရချက်ပြ ဟုတ်ပေါ့နော်သူမရဲ့မိသားစုနဲ့တွေ့ဖို့ဟုတ်လားဘုရားယုံမှာလက်မှတ်တဆောင်ဝယ်ခဲ့တယ်ဟုတ်ပြီဒီလိုမျိုးသူ့ရဲ့ what order တိမှာမှန်မှန်ကန်ကန်ကွာရေးနိုင်မယ်ပြောနိုင်မယ်ပေါ့နော်ဟုတ်ပြီနောက်ထပ်ဆက်ပြီးတော့မှဗမာလိုရေးထားတဲ့စာကြောင်းကိုအင်္ဂလိပ်လိုမှန်မှန်ကန်ကန်ဆက်ပြီးတော့ရေးကြည့်အောင်နော်အဲမြန်မာလိုအနေနဲ့အင်္ဂလိပ်လိုဘာသာပြန်တော့မယ်ဆိုရင်အရင်ဆုံး analysis လုပ်ကြည့်မယ်နော် question စိတ်ဖြာကြည့်မယ်ပေါ့နော် demand ဆိုတာဒါ time ပေါ့ 第二句是的，subject，第二句是汇报嘛，对不对？Place，你要汇报。还有了，seeing Kenzako，seeing Kenzako 是的，object。咩 i 是 e m a i n e 啊，我，第二个是 verb。啊，d 以，第二句是，she，subject，being verb，wrote，a report，a report。 အစီရင်ခံစာကိုရေးခဲ့တယ် SVOM ပြီးပါလေမန်နာပေါ့နော်ညင်ညင်ဆို quickly ပြီးပါလေ P P the time P ဆိုတော့ဒါသူမကြီးစပွဲပေါ်မှာပေါ့နော် P ပြီးတော့ time ပေါ့နော်သူမကြီးစပွဲမှာဆိုရင်သူမကြီးစပွဲမှာဆိုရင် at her desk at her desk 20 minutes ဆိုတော့ this morning ပေါ့နော် this morning she wrote a report quickly at her desk this morning ဟာဘီနောက်တစ်ကြောင်းဆက်ကြည့်အောင်နော်လွန်ခဲ့သောအပတ်ကကျွန်တော်ဤရုံးခန်းမှာ project ကို အောင်မြင်စွာပြီးမြောက်ခဲ့သည်အဲကျွန်တော်ဆိုတော့ကျန်းနေသေးတယ်ပေါ့နော်ကျွန်တော်ဤရုံးခန်းမှာ project ကိုကျွန်တော်အောင်မြင်စွာပြီးမြောက်အောင်လုပ်ခဲ့သည်ပေါ့နော်ဟုတ်ပြီ အဲ့ဒါ subject က i ပေါ့နော်ကျွန်တော် be verb being meow, oh, okay, the, meow, okay, the verb completed ပေါ့နော် no? c o m p l e t e d complete completed i completed a uh, project ကိုဆိုတော့ i completed the project as we O oh, being M. Um, M I mean so as successfully S U C C E S S F U L L Y successfully. You know, mà don't know so in my office. In my office. Long ago, but so last week. Hello, you know, how we not job? Mon a chow way, eh? To the Mon chow reason or purpose ပေါ့နော်ရွေချက်ပြဖို့သူရတဲ့ subject ကားကိုဆို object ဈေးဆိုင်အနီးမှာဆိုတာ place ရက်ခဲ့ဒီဆိုတာ verb ပေါ့နော်မုံအချို့ဝယ်ရင်ဆိုတာ reason or purpose ရွေချက်ပြဖို့ပေါ့နော်ဟုတ်ပြီ he stopped s t o p p e d stopped he stopped the car ကားရက်ခဲ့တယ် ပြီးတော့ပါလဲဒီမှာ manner မပါဘူးเนาะပြီးတော့ place place ကပါလဲဈေးဆိုင်အနီးမှာဆို near the shop near the shop ဘာလို့ရတောင်မုံချို့ဝဲ to buy to buy some snacks some snacks မုံချို့ဝဲ he stopped the car near the shop to buy some snacks ဖုန်းအသွင်းမှုသူဒီဖုန်းကိုစပွဲပေါ်မှာထားခဲ့တယ် Home are doing both at reason and purpose. to the subject, homework object, the so web we'll master place, target is all for he left. Two pounds or his phone, right? He left his phone. Do the two pound target. So web we'll master on on the table. On the table. Palabolo. iPhone are doing both as to charge. ီမှာဖုန်းပါပြီးသားမလို့ pronoun သုံးမယ် to charge the phone လို့မပြောတော့ဘူး to charge it ဒီမှာဖုန်းဖုန်းပါပြီးသားမလို့အနေစားသုံးလိုက်တယ် pronoun it he loved his phone on the table to charge it အဲဒါလို့ဆိုရင်ရေးတယ်မယ်လို့ထင်ပါရဲ့နော်ဟုတ်ပြီအဲ့ဆိုရင်ဗမာလိုဝါကြတကြောင်ပြင်မယ် comment မှာဖြည့်ကြည့်မယ်နော်သူဒီပြင်းပြင်းရွက်ဝယ်ဖို့ ဒီနေ့မနက်ခင်းမှာဈေးကိုတွားခဲ့သည်အင်္ဂလိပ်လိုပြောလဲခေါမမှာရေးကြည့်မယ်နော်အဲဒီနေ့တက်လာပါ That's all for today thanks for watching bye bye